မခွေးချင်းကြီးစစ်ကြုံမျိုးနဲ့ဗလာဘာကြီးရွာကိုစီးနင်းဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ရမှာစစ်ကောင်စီဘက်ကဒီဆုံးမှုများပြတယ်လို့ PDF တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ဗလာဘာကြီးရွာကိုထိုးပေါက်စီးနင်းလာတဲ့စစ်ကောင်စီအင်အား250ကျော်ပါစစ်ကြောင်းကိုနယ်မြေခံတပ်ဖွဲ့တွေကအဆိုပါကြီးရွာအနီးမှာစောင့်ကြိုပစ်ခတ်ခဲ့ပြီးနောက်ဧပြီ20ရက်နဲ့21ရက်နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒီစစ်ကြုံတပ်ပေါင်းစုရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ အဲ့ဒီအဲ့နောက်နေ့မှာပဲသူတို့အလောင်းတွေကိုဒီသုံးဘိန်းနဲ့ပခုတ်ကိုခိုးတယ်နေတာပြီးလိုက်ရတယ်ပေါ့အဲသူတို့အထိနာရတဲ့အတွက်အဲဘလဘကြေးရောသူတို့မိဇာလုံးချစ်နေပါမိရှို့သွားတယ်ကွာကိုမိရှို့ပြီးတော့သူတို့22ရက်နေမှာပြန်ပြန်ထွက်သွားတယ်ကွာဟုတ်အဆိုပါနေရကြတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းဒီဆုံး30ကျော်တန်ရာရခဲ့ပြီးရစ်စကြိုတပ်ပေါင်းစုတပ်ဖွဲ့ဘက်ကလည်း PDF တပ်ဖွဲ့ဝင်2ဦးဒီဆုံးက3ဦးတန်ရာရခဲ့တယ်လို့ဆိုပါတယ် ိုက်ပွဲတွေအတွင်းအထိနာခဲ့တဲ့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားစဉ်နဲ့ဖြစ်ပွားပြီးချိန်တွေမှာလည်းလေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ရပြီးတပ်မတရားတက်လာအောက်ခံပူပေါင်းတပ်တွေဖြစ်တဲ့အဆိုပါစစ်ကြောင်းဟာလက်ရှိမှာပခုတ်ကူတပ်မတရားတက်ကိုပြန်လည်ဝင်ရောက်သွားပြီလို့သိရပါဗျ။ တိုက်ခတ်မှုကိုရစ်စကြိုတပေါင်းစုပဟုတ်ကုခရိုင်တရင်နှင့်တရင်တုံတရင်30ရစ်စကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပခုတ်ကုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်1ရစ်စကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမ္မတပေါင်းစုနေစည်းမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမေလက်ယုံပြောကြားတဲ့ဒေါင်းညီနောင်နဲ့ Wolf Brother Burma Revolution Ranger တို့ကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆောဆော